Watch this. Everybody wave your arms. Everybody jump in the air. Let's invade Poland. See that? That's the Milgram experiment. အားလုံးပဲမင်္ဂလာပါခင်ဗျစစ်သားတွေအစွမ်းရောင်အကြမ်းဖက်ဓမ္မတွေကသူတို့ရဲ့အကြမ်းဖက်လုပ်ရတဲ့ကြောင့်လူပေါင်းများစွာတည်ကြည်ပျက်စီးမဲ့ဆိုတော့တိတိရဲနဲ့ဘယ်လိုစိတ်နဲ့လုပ်တာလဲဘာကြောင့်လုပ်ရဲကြလဲဆိုတော့တည်ကျင်ကြမှာပါဒီလိုတည်ကျင်ကြတာတွေကအခုမှမဟုတ်ပါဘူး တမိုင်းတစ်ချောင်းမှာလူပေါင်းများစွာမေးခဲ့တဲ့မိကွန်းတစ်ခုပါဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အခါမှာနာဇီဂျာမနီတွေရဲ့ကြောက်မဖို့ကောင်းတဲ့လုပ်ရက်တွေလူမဆန်တဲ့တက်ဖြတ်မှုတွေကိုတကွာလုံးကတိထွားကြပါတယ်လူမဆန်တဲ့တက်ဖြတ်မှုတွေကိုတကွာလုံးကတိကြတဲ့အခါမှာဘာကြောင့်လူမဆန်တဲ့လုပ်ရက်တွေကိုလိုရဲကြရလဲဆိုပြီးတော့တိကျင်လာခဲ့ပါတယ်အဖြေကိုတိဖို့အတွက်ဆက်တက်မှုပေါင်းများစွာလုပ်ခဲ့ကြပြီးတော့အဲဒီကအကျော်ကြားဆုံးဆက်တက်မှုကတော့ migrant experiment ဖြစ်ပါတယ်ဘာမှမဟုတ်တဲ့တာမန်ပြည်သူတယောက်ကကိုယ်နဲ့လုံးဝမတူတဲ့အပြစ်ကင်းတဲ့နောက်ထပ်တာမန်လူတယောက်ကို တက်ပစ်ဖို့အတွက်အမိန်နဲ့ဖိအားနည်းနည်းပဲလိုအပ်တယ်လို့ migrant experiment ရဲ့ရလဒ်တရားပြောပြနေပါတယ်။အဲ့တော့ဒီ migrant experiment ကိုတည်ထားရင်ဘာကြောင့်သူတို့တွေကဘလို့စိတ်နဲ့လူပေါင်းများစွာတည်ကြည်မဲ့အရာတွေကိုလောက်တာလဲဆိုတာကိုသဘောပေါက်နားလည်သွားမှာပါ။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ migrant experiment ကိုပြည့်ပြည့်စုံစုံတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ The experiment requires you continue teacher please continue participants didn't know that the learner was really an act 1961ခုနှစ်တုန်းက psychology တရားဖြစ်တဲ့ Stanley Migrant ကတာမန်လူတယောက်ဟာနာဇီဂျာမနီတွေလိုအကြမ်းဖက်လုပ်ရက်တွေလုပ်နိုင်မလားလို့တည်ကျင်ခဲ့ပါတယ်။သူ့ရဲ့ theory အရအာနာရှိရဲ့လူတယောက်စီကအမိန်ရယုံနဲ့တာမန်လူတယောက်ကကြောင်မတ်ဖို့ကောင်းတဲ့လုပ်ရက်တွေကိုအမိန်နာခံပြီးတော့လုပ်နိုင်ပါတယ်တဲ့။ Migrant ကသူ့ရဲ့ theory ကိုစမ်းတက်ဖို့အတွက်လှည့်ကွက်တွေပါစမ်းတက်မှုတစ်ခုကိုပြုလုပ်ပါတယ်။ Migrant experiment မှာလူ၃ယောက်ပါဝင်ပါတယ်။တခွဲကန်းဝစ်စုံနဲ့အာနာရှိရဲ့လူတယောက်မေကုံးမဲမဲ့သူနဲ့ မေခိုးနေဖြေဆိုမဲ့သူလူတောင်းရောက်ထဲမှာတခွဲကန်းဝစ်ဆောင်ဝစ်ထားတဲ့သူနဲ့မေခိုးနေဖြေဆိုမဲ့သူနှစ်ယောက်ကတယောက်ဆောင်တဲ့သူတွေဖြစ်ပြီးတော့တကယ်စမ်းတက်ခံရမဲ့သူကမေခိုးမေးမဲ့လူတယောက်တည်းပဲဖြစ်ပါတယ်စမ်းတက်မဲ့ပုံစံကမေခိုးမေးရမဲ့သူကမေခိုးတွေကိုဖြေဆိုမဲ့သူကိုမေးရမှာဖြစ်ပြီးတော့အဖြေတစ်ခါမှားတိုင်း15ဘိုးကနေ450ဘိုးအထိတိုးတိုးပြီးတော့ဖြေဆိုသူကိုရှော့တိုက်ရမှာဖြစ်ပါတယ်လူခန္ဓာကိုယ်ကဘိုး230ထိပဲခံနိုင်ရရှိပါတယ် ဆန်းတက်မှုကိုမစခင်မှာမီဂရန်ကသူ့ရဲ့တငယ်ချင်းတွေကိုဘလို့ရလက်ထွက်လာမလဲလို့မေးတဲ့အခါမှာအားလုံးပြန်ဖြေခဲ့တာကလူအနှဲငယ်ကသာအမိန့်ကိုနာခံပြီးတော့အများစုကအခြားတယောက်ကိုနာကျင်ရင်မဲ့ထီလုံးမမဟုတ်ဘူးလို့ပြန်ဖြေခဲ့ကြပါတယ်။ရလက်ထွက်လာတဲ့အခါမှာတော့သူကအားလုံးမှတ်တော့ပါတယ်။မီဂရန်ကတရင်စာရဲ့မှာမှတ်ညံတဲ့တင်မှုကိုလေးလာဖို့လူလိုရဲဆိုပြီးတော့ကြညာခဲ့ပါတယ်။လူတွေကသူ့ဘာအတွက်စမ်းသက်ခံရမယ်ဆိုတော့တကယ်မတီးဘဲနဲ့စမ်းသက်မှုမှာပါဝင်လာကြပါတယ်။ဗော်လန်တီယာကအခြားပါဝင်တဲ့လူတွေကိုတွေ့ဆုံခြင်းဖြင့်စမ်းသက်မှုကစတင်ပါတယ်။ အဲဒီနောက်ဗော်လန်တီယာနဲ့အခြားပါဝင်သူတွေကိုသူ့ကိုဘယ်နေရာတွေ့ဆောင်မလဲဆိုတော့ကိုကတ်ဆွဲပြီးတော့ဆုံးဖြတ်ပါတယ်ဗော်လန်တီယာကိုမေကွန်မေးရဲ့လူနေရာပဲကြာအောင်လို့စီစဉ်ထားပြီးသားပါအဲဒီနောက်ဗော်လန်တီယာကိုမေကွန်မားတဲ့အခါထက်လိုက်မဲ့နာကျင်မှုခံစားရအောင်လို့ဘုတ်တိတ်အနေငယ်နဲ့ဆမ်းပြီးတော့ short လုပ်ပါတယ်တခွဲကန်းဝစ်ဆောင်တဲ့အာနာရှိရဲ့လူကိုမေကွန်မေးမဲ့သူနဲ့တခန်းထဲမှာထိုင်ခိုင်းပါတယ်မေကွန်ဖြေဆုံးမဲ့သူကိုအခြားတခန်းမှာထားပြီးတော့အတန်နဲ့ပဲဆက်တွေ့လို့ရအောင်လုပ်ထားပါတယ် မိမဲ့သူနဲ့ဖြေမဲ့သူကစကားပြောဆိုဆက်ဆံလို့ရပါတယ်။ဒါပေမဲ့တယောက်နဲ့တယောက်တော့မမြင်ရပါဘူး။အဲ့ဒီနောက်တခွဲခွန်းဝတ်စုံဝတ်ထားတဲ့လူကမိရမဲ့မိကုန်းတစုံကိုပေးပါတယ်။မိကုန်းမိမဲ့သူကရွေးချယ်စရာ၄ခုပါတဲ့မိကုန်းနေရာနေစမိပါတယ်။မှားတဲ့အဖြေတိုင်းအတွက်15ဘိုးကနေဘိုး450အထိတစ်ခါမှားတိုင်း15ဘိုးစီတိုးတိုးပြီးတော့တက်လိုက်အောင်လုပ်ပါတယ်။ဒါပေမဲ့ဖြေဆိုသူကတကယ်တက်မလိုက်ပါဘူး။တစ်ခါ short ပေးတိုင်းအသင့်ပြင်ထားတဲ့အတက်မျိုးမျိုးပါတဲ့ဗီဒီယိုတိတ်ကိုဖြေဆိုသူကဖွင့်ပြမှာဖြစ်ပါတယ်။ ပထမဆုံးမှာမေကုံမေးရဲ့လူကြားမှာကနေရန်ကိုလက်နဲ့ပုတ်ပြီးအရန်နာကြောင်းအော်ဒန်ကိုကြားရမှာပါနောက်ထပ်ဘိုးတိတိုးလာတဲ့အတန်တွေကပူပူကျလာမှာဖြစ်ပြီးတော့နောက်ဆုံးမှာတော့ဘာတန်းမှကြားရတော့မှာမဟုတ်ပါဘူးမေကုံမေးရဲ့လူကရှော့လုတ်ဖို့တုံဆိုင်နေတခွဲခန်းဝစ်စုံတဲ့လူပြောရမှာတွေက continue please go right on အဲ့ဒါမှအောင်မြင်မှုဆိုရင်တခွဲခန်းတဲ့လူထပ်ပြီးပြောရမှာကဒီစမ်းတမှုကိုမင်းဆက်လုပ်ဖို့လိုအပ်တယ်နောက်ပြီးတော့မင်းဆက်လုပ်နေဖို့လုံးဝမရှိမဖြစ်လိုအပ်တယ် ဲ့လိုပြောလို့မှမနာခံမင်းနဲ့ဆက်ပြီးတော့ညှင်းဆက်နေမယ်ဆိုရင်နောက်ဆုံးအနေနဲ့ပြောရမှာကမင်းမှာအခြားရွေးချယ်စရာမရှိဘူးမင်းဆက်လောက်ရမယ်စမ်းတတ်မှုကအပေါ်ကလိုဖိအားပေးပြီးခိုင်းတဲ့အရာကိုညှင်းဆိုရင်ဖြစ်စေဒါမှမဟုတ်ရင်အမြင့်ဆုံး450ဗိုလ်ထိတုံးကျိန်တိုင်တိုင်ပေးပြီးရင်ဖြစ်စေစမ်းတတ်မှုကပြီးဆုံးသွားမှာပါမီဂရန်စန်တာမှုရဲ့ထွက်လာတဲ့ရလက်တွေကတော့ပေါဝင်တဲ့လူစုစုပေါင်းရဲ့85ရာခိုင်နှုန်းကလူတည်စင်နိုင်တဲ့ဘို့300အထိပေးခဲ့ပြီးတော့650ရာခိုင်နှုန်းကဘို့450အထိကို ေးခဲ့ပါတယ်60ရာခိုင်နှုန်းကတော့450ပိုတုံးချိန်တိုင်တိုင်ကိုပေးခဲ့ပါတယ်ဒီရလက်ထွက်လာတဲ့အခါမှာတော့တကဘာလုံးကအန်ဟောတုံထုတ်သွားပြီးတော့လူရဲပြုမှုကိုနားလည်မှုပြောင်းလဲတော့ခဲ့ပါတယ်မီဂရန်စန်တပ်မှုကိုဒီတစ်ခါလေးလုပ်ခဲ့တာမဟုတ်ဘဲနဲ့နေရာမျိုးမျိုးမှာစန်တပ်ခဲ့ပြီးတော့သူကြီးရဲ့ရလက်တွေပဲထွက်လာခဲ့တာပါ Milgram's findings horrified America. They showed that decent American citizens were as capable of committing acts against their conscience as the Germans had been under the Nazis.